ဒေးဗ်မက်ဂရီဂိုး BKFC နဲ့မြမယူရလက်ဝေးတခေစမ်းချိန်ဘောရလုံးဝင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအမ်ကိုအမ်စပေါ်စကနေအားလုံးကိုပြန်လေးကြိုဆိုပါရစေ BKFC ကမြမယူရလက်ဝေးကိုနိုင်ငံတကာစီပို့ဆောင်ပေးမယ်ပရိုမိုရှင်တစ်ခုဖြစ်တည်ထားကြပြီဖြစ်ပါတယ်တည်ထားတယ်ဆိုတာထက်မြမပရိသတ်တွေက BKFC ကိုမျှော်လင့်ထားကြတာပါ BKFC ကြောင့်မြမလက်ဝေးဘလောက်ထိနိုင်ငံတကာကိုလမ်းဖောက်နိုင်မလဲ ရိုးရလဝိသမားတွေအတွက်အခွင့်အလမ်းတွေဘယ်လိုပေါ်ပေါက်လာမလဲဝမ်ချန်ပီယံရှစ်နဲ့ခွန်ခမာပြိုင်ပွဲတွေကိုအားကိုးနေရတဲ့လက်ရှိချိန်မှာ BKFC ကရိုးရလဝိကစားမားတွေအတွက်ထွက်ပေါက်တစ်ခုဖြစ်လာမလားဆိုတဲ့အချက်တွေပေါ်မျှော်လင့်ထားကြပါလိမ့် BKFC အနေနဲ့ဗလာလက်သီးပွဲတွေကျင်းပခဲ့တာတော့ကြာပါပြီဒါပေမဲ့လက်ဝေးနဲ့ပတ်သက်ပြီးတော့တရားဝင်ဖွင့်ရလာတာ2025ရောက်မှဖြစ်ပါလိမ့်မမရဆိုရရင်2025ဇွန်လ14မှာတရားဝင်သတင်းသာရှင်းလင်းပွဲလုပ်ပြီးတော့မြမရိုးရလဝိပွဲတွေကျင်းပမယ့်အကြောင်းထုတ်ဖော်ကြေညာခဲ့တာဖြစ်ပါလိမ့် အဲ့ဒီသတင်းသာရှင်းလင်းပွဲမှာနာမည်ကျော်မက်ဂရီဂိုကိုရိုင်းတက်ရောက်ကရိုးရလက်ဝဲရဲ့ခေါင်းတိုက်တက်ွက်ကြောင်းတရုတ်ပြတင်ဆက်ခဲ့ပါသေးတယ်။အဲ့ဒီမှာပဲမက်ဂရီဂိုရဲ့ပုံကြီးကြောင်း BKFC နဲ့ရိုးရလက်ဝဲကိုကဘာတက်ခိုက်အားကစားနယ်ပယ်ကပို့ပြီးတော့အာယုံဆိုင်လာခဲ့ကြတာဖြစ်နိုင်ပါတယ်။ပြည်တွင်းရိုးရလက်ဝဲအတိုင်းပိုင်းမှာလည်း BKFC ရဲ့အရေးကြောင်းလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြပါသေးတယ်။အဲ့နောက်ပိုင်း BKFC ကရိုးရလက်ဝဲနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေဇက်တိုက်လှုပ်ဆောင်လာပါတော့တယ်။ BKFC ကနေ BKFC လက်ဝဲဆိုတဲ့အသုံးအနှုန်းကိုတရားဝင်အသုံးပြုလာခဲ့တာပါ။ Dave Cole Dewa ရဲ့လက်ခံောင်းခတ်ဟန်ပါဝင်လာတယ် ပြည်တွင်းကရိုးရာလက်ဝဲတောင်ရှိသူတွေနဲ့ပတ်သက်ပြီးစီမင်းစည်းကမ်းတွေပြိုင်ပွဲကျင်းပရေးပုံစံလေးနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေအကြိမ်ကြိမ်လုပ်ခဲ့တယ်လို့လည်းကြားရပါတယ်။အဓိကဆွေးနွေးတာကအနာတောင်းစနစ်ပါရေးမပါရေးနဲ့အမှတ်ပေးစနစ်ပေါ်မှာဖြစ်ပါတယ်။ BGFC ကနိုင်ငံတကာကိုချားပြမဲ့ဘွဲတင်တွေမှာကောင်းတိုက်ပါဝင်ရိုးရာစည်းကမ်းအများစုကိုဆက်လက်ကျင်းသုံးဖို့လက်ခံခဲ့ပါတယ်။ဒါမဲ့အနာတောင်းနဲ့အလဲထိုးမှအနိုင်ရမဲ့စနစ်ကိုတော့သူတို့တို့ကထည့်သွင်းဖို့အဆင်မပြေဘူး။အနာတောင်းစနစ်ကိုဖြုတ်မယ်အရှုံးနိုင်ကိုမပေးစနစ်နဲ့စုံဖြတ်တဲ့စနစ်ကို BGFC ကအသုံးပြုခြင်းနဲ့ အရိချန်နှစ်ခုပဲ BKFC နဲ့ရိုးရာလက်ဝဲရဲ့တာဝန်ရှိသူတွေအဓိကထားဆွေးနွေးခဲ့ရအကြောင်းကိုလည်းပြန်လည်ကြားရပါလိမ့်မယ်။မြမယူဟာလက်ဝဲကို promotion လုပ်တဲ့သူတွေထဲထိတ်ဆုံးမှာပါသူက Dave ဖြစ်ပါလိမ့်မယ်။ကနေဒါနိုင်ငံသား Dave ကမြမယူဟာလက်ဝဲ champion ဟောင်းဖြစ်လို့ရိုးရာလက်ဝဲကိုအကျွမ်းတဝင်ရှိတာကိုတော့အထူးပြောနေစရာမလိုပါဘူး။အထူးပြောချင်တာကနိုင်ငံတကာမှာရိုးရာလက်ဝဲကို promotion လုပ်ပေးတဲ့ Dave ရဲ့စိတ်နဲ့စေတနာပဲဖြစ်ပါလိမ့်။ကဘာကျော် Manny Pacquiao နဲ့တွဲပြီးတော့လက်ခမောင်းခတ်ခဲ့တဲ့ Dave ရဲ့ပုံရိပ်ကနိုင်ငံတကာကိုပြန့်နှံ့ခဲ့ပါလိမ့်။ ဒေးဗ်နေတဲ့နိုင်ငံတကာကလူသီးများတဲ့သူတွေနဲ့အတူတွဲပြီးတော့လှုပ်ဆောင်ခဲ့တာတွေအများကြီးပါနိုင်ငံတကာရောက်ရင်လက်ခမောင်းခတ်ဖို့တောင်ဝင်လေးနေတတ်တဲ့မြမရိုးရလက်ဝိသမားတွေထက်ဒေးဗ်ရဲ့ရိုးရလက်ဝိပေါ်ချစ်မြတ်နိုးစိတ်တန်ဖိုးထားမှုနဲ့စေတနာကကွာခြားသိတာလွန်နေပါတယ်အခုလဲဒေးဗ်နဲ့မက်ဂရီဂေါ်ရဲ့ပုံရိပ်တွေ BKFC နဲ့တူပြန့်နှံ့နေတာကိုတွေ့ရပါတယ်မက်ဂရီဂေါ်က BKFC ကို promote လုပ်ပေးနေသူပါ BKFC ကရိုးရလက်ဝိနဲ့တူနိုင်ငံတကာကိုထိုးပေါက်ဖို့စနစ်ကျစီစဉ်ဆောင်ရွက်နေတဲ့ promotion ဖြစ်ပါတယ် မဂရီကောက BGFC အတွက်လှုံ့ဆော်ပေးနေဆိုပေမဲ့ရိုးရာလဝေးအတွက်ပါအကျိုးသက်ရောက်မှုအများကြီးဖြစ်စေတယ်လို့ယူဆရပါတယ်။ BGFC ကော်နာမဂရီကောရဲ့လှုံ့ဆော်မှုတွေမှာဒေးကိုပါထပ်ပေါင်းလိုက်တော့ပုံပြီးတော့ပြေဆုံးတဲ့အခြေအနေတစ်ခုဖြစ်လာပြီလို့မျှော်လင့်ရပါတယ်။ BGFC နေနဲ့ရိုးရာလဝေးနဲ့ပတ်သက်တဲ့ခြေလှမ်းတွေစိတ်ဒဏ်စိတ်လာတာကိုတွေ့နေရတယ်။ Orchestra ကရန်ကုန်မှာကျင်းပတဲ့ MWSC ပွဲကို BGFC ရဲ့အကြီးအကဲ Nature Man ပါဝင်တာဝန်ရှိသူတို့ချုပ်လာရောက်ခဲ့ပါတယ်။ BGFC ရဲ့ Fighter ကိုလည်းစူပါရေချမ်းနဲ့ပွဲတည်ပေးခဲ့ပါသေးတယ်။ ဒါပြင်စက်တင်ဘာလတိုင်းမှာလည်း BKFC နဲ့ရိုးရာလက်ဝဲရဲ့ရှေခီးအတွက်အလုံယုံဆွေးနွေးပွဲတရက်ကိုလည်းရန်ကုန်မှာပြုလုပ်ခဲ့ပါတယ်။ BKFC ကတာဝန်ရှိသူတွေနဲ့ရိုးရာလက်ဝဲရဲ့အလှော်ဆောင်ကပါဝင်ဆွေးနွေးခဲ့ကြတာအားရစရာပါ။2026မှာ BKFC ကမြမရိုးရာလက်ဝဲပွဲတွေကိုနိုင်ငံတကာမှာကျင်းပဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။ဘယ်လောက်ထိအောင်မြင်မလဲ။နိုင်ငံတကာကလက်ခံမလဲဆိုတာကတော့စောင့်ကြည့်ရအောင်မှာပါ။တေချာရာက BKFC ရဲ့မြမရိုးရာလက်ဝဲပွဲတွေဒါနိုင်ငံတကာမှာအောင်မြင်ခဲ့ရင်ကျွဲကူရေးပါဆိုသလိုပဲရိုးရာလက်ဝဲသမားတွေရဲ့ ဘဝတွေနဲ့ခွေလန်းတွေကလည်းရေမြင့်လာတဲ့အတူကြာလဲတင့်လာမှာပဲဖြစ်ပါခင်ဗျာ။